ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာပထမဆုံးအနေနဲ့ဂုံယူပါတယ်လို့ယူဆက်ခွန်ညီငယ်များနဲ့အတူနီးပြအဖွဲ့ကိုပြောလိုပါတယ်ကျွန်တော်တို့ရဲ့ဖြစ်စေခြင်းနဲ့ဇဏတွေသူတို့တွေရဲ့မျောလင့်ချက်အိမ်မက်တွေအကောင့်ထဲပေါ်နိုင်ခဲ့လို့အရန်ကိုပြောရှင်ရပါတယ်ဘောလုံးအားကစားကိုချစ်မြတ်နိုးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများလည်းကြည်နူးနေမယ်လို့ယုံကြည်ပါတယ်ဟုတ်ပါတယ်တကယ်တော့အာရှဖလာကံဝင့်ရဖို့အခွင့်အရေးဟာလွယ်ကူတဲ့အနေထားမဟုတ်ဘူးဆိုတာအားလုံးလည်းသိပြီးဖြစ်မှာပါ 2006ခုနှစ်နောက်ပိုင်းကျွန်တော်တို့တွေရင်ခုန်ခွင့်မရှိခဲ့တဲ့ကာလတွေဖြစ်ခဲ့ရပါတယ်။ဒီလိုအလှမ်းဝင်းနေခဲ့တာကြောင့်လဲအောက်စုဆင့်ကိုကြော်ဖြတ်ပြီးနောက်တဆင့်ဆိုတဲ့အာရှ level ကိုတောင်းတခဲ့ကြတာဖြစ်ပါတယ်။ဒီအခြေအနေတွေကိုတော့အခုချိန်မှာရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီခွင့်ရေးကနေတဆင့်အာရှဖလားမှာအောက်စုဆင့်ကိုကြော်ဖြတ်က quarter final ကိုတက်ရောက်ပြီးကမ္ဘာဖလားဆိုတဲ့အန်တီမရီမှန်းချက်ကိုအရောက်သွားရမှာက အားလုံးရဲ့ဆန္ဒပဲဖြစ်ပါတယ်အခုလိုပထမခြေလန်းကိုအအောင်မြင်မြင်လှမ်းပြနိုင်ခဲ့တာကြောင့်လည်းအားလုံးရဲ့ယုံကြည်မှုမျှော်လင့်ချက်တွေဟာပုံမလင်းလက်တောက်ပလာကြရတာပါနေရာမှာအထူးဦးစားပေးပြီးပြောရရင်ကျွန်တော်တို့အသင်းလေးရဲ့အောင်မြင်မှုတွေစီကိုတွန်းပို့ပေးနိုင်ခဲ့တဲ့နီးပြားချုပ်ဦးကျော်စရာကိုဖြစ်ပါတယ်ဟုတ်ပါတယ်ယူဆက်ခွန်အသင်းရဲ့နီးပြားချုပ်ဟာမြန်မာလူမျိုးကိုယ်တိုင်ဖြစ်နေတာပါပဲဥပမာအနေနဲ့ပြောရရင်ယူဆက်ခွန်အမျိုးသမီးအသင်းကိုကင်တွယ်ခဲ့တာဟာဂျပန်နီးပြားဖြစ်ခဲ့ပေမဲ့ အမျိုးသားအသင်းကိုတော့ကိုယ်နိုင်ငံသားကိုကင်တွယ်စေပြီးအောင်မြင်မှုတွေရခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ဒီလိုလာရောက်အားပေးရတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။အဲတော့ကျွန်တော်တို့ကလေးတွေကိုလည်းရှေ့ဆက်ပြီးတော့ပြုစုပို့ဆောင်ပေးပါရစေ။ဒီအသင်းလေးမှာခြေစွမ်းကောင်းမွန်တဲ့အလားအလာရှိတဲ့ကစားသမားအရေးအတွက်များစွာတွေ့မြင်ခဲ့ရပါတယ်။သူတို့တွေရဲ့အားနဲ့ကျွန်တော်တို့လှမ်းကျင်တဲ့ဒုတိယခြေလှမ်းဖြစ်တဲ့ကမ္ဘာဖလားဝင်ခွင့်တနေရာကိုမျှော်လင့်မိပါတယ်။ 2015ယူနီဆက်ကမ္ဘာဖလားဝင်ဝင်နောက်ပိုင်းမှာငတ်မွတ်နေတဲ့ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုပြန်လဲအသက်သွင်းပေးနိုင်မလားဆိုတာကတော့စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ AFC U70 ခြေစပွဲအောင်မြင်တဲ့အသင်းအားလုံးပေါ်ထွက်လာပြီဖြစ်ပါတယ်။ဒီအသင်းတွေထဲမှာအာဆီယံဒေသကအားလုံးစုစုပေါင်း၄သင်းအောင်မြင်ခဲ့ပါတယ်။ခြေစပွဲရှင်ပြိုင်ပွဲအောင်မြင်ခဲ့တာကတော့မြန်မာ၊ဗီယက်နမ်နဲ့ထိုင်းတို့ဖြစ်ပါတယ်။အင်ဒိုနီးရှားကတော့ပြီးခဲ့တဲ့ပွဲမှာ quarter final ရောက်ခဲ့လို့ခြေစပွဲဝင်ရောက်ရှင်ပြိုင်ဖို့မလိုခဲ့ပါဘူး။ ဒါကြောင့်အာဆီယံဒေတာအတွင်းလူငယ်တွေရဲ့တိုးတက်လာတဲ့အနေအထားတွေကိုလည်းအတိအမှတ်ပြုရမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ယူဆက်ကုန်းကစားသမားများကိုဂုဏ်ပြုလျက်တင်ဆက်လိုက်ရပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါဦးခင်ဗျာ။အားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။